ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ယူရောင်မျိုးတွင်ကျင်းပသည့်မြမအမျိုးသမီးများနှင့်လူနည်းစုများ၏တော်လန်ရေးအတွင်တင့်မြတ်ညီညွတ်ခြင်းနှင့်ခန္ဓာရေးစွမ်းကိုထင်ဟပ်သောအတန်များကောင်းစဉ်ဖြင့်အခမ်းအနားကို NUG ဝန်ကြီးများနှင့်တာမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာမြန်မာအမျိုးသမီးများနဲ့လူနေစုများ၏တော်လန်ရေးအတွင်တင့်မြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရေးစွမ်းကိုထင်ဟပ်သောအသံများကောင်းစင်နဲ့ကျင်းပခဲ့တဲ့ခန္ဓာကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဖွင့်ကြီးတွင်နဲ့ကုလသမဂ္ဂဆိုင်ရာတာမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်ခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။အဆိုပါခန္ဓာကို NUG မှနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်၊ဒုဝန်ကြီးဦးစော်မိုးဦး၊လူ့ခွင့်ရေးဆိုင်ရာဒုဝန်ကြီးဦးအောင်ကျော်မို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းတို့အပါအဝင်နိုင်ငံတကာနဲ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေမြူရမျိုးရှိမြန်မာနယ်ပါတိုင်းသားတွေစုစုပေါင်း130ခန့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်တွန်အန်ဒရူးကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းမြန်မာနိုင်ငံဆိုင်ရာနော်ဝေအထူးကိုယ်စားလှယ်မစ်ကစ်လဲလီယန်ပါ International Civil Society Action Network ICAN မှ Program Director မစ်ဟယ်ရီနာဂရွန်ဘတ်တို့ကအဖွဲ့အမှားစကားပြောကြားခဲ့တယ်လို့သိရပါတယ်။အဆိုပါခန်းနာမှာ2021အာနာသိမ့်မှုအပြီးပြည်သူအချို့ရဲ့ကိုတွေ့အတွေ့အကြုံတွေကိုမျှဝေခဲ့ပြီးတော်လန်ရေးသချင်းတွေမှတ်တမ်းရုပ်ရှင်ပြသခြင်းနဲ့ကြပြာရွတ်ဆိုခြင်းအစီအစဉ်တွေပါဝင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်စီရီယံမျိုးသမီးတွေပြုလုပ်တဲ့လက်မှုပစ္စည်းတွေပဋိပက္ခအခြေအနေတွင်လိမ်မိုင်းဆိုင်ရာအကြံဖတ်ခံရပြီးရှင်သန်ကြံရစ်သူအမျိုးသမီးတွေရဲ့ရုပ်ပုံနဲ့စကားသံတွေ မြန်မာပြည်ပခနဲ့တဘာဝတရားစာတာအရေးအမြတ်တွေအိန္ဒိချင်းနိုင်ငံတွေရဲ့အကျိုးစီးပွားဆိုင်ရာဆက်ဆက်ပတ်သက်မှုတွေကိုထင်ဟပ်ပြတာတဲ့မြေပုံမြန်မာရိုးရာရင်ကျေးမှုပုံရိပ်တွေကိုခင်းကျင်းပြသခြင်းစတဲ့အစီအစဉ်တွေနဲ့ကျင်းပခဲ့တယ်လို့သိရပါတယ်အဆိုပါခန္ဓာကို Human Peace and Humanitarian Fund WPHF နဲ့ International Civil Society Action Network ICAN တို့ရဲ့ပံ့ပိုးမှုနဲ့ Farmer Advocacy Group VAG Gender Equality Network GEN Global Justice Center GJC မြန်မာ WPS New York City Farmi Community NYCPC Human Advocacy Coalition မြန်မာ WACM Human Peace Network WPN Human League of Burma WFP တို့ကပူးပေါင်းစီစဉ်ကျင်းပခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံကန်စခန်းဝင်းကျင်မှထွက်ပြေးလာသည့်စစ်ကောင်ရှင်တပ်သား28ဦးကို PRA မကွေးဖမ်းဆီးထိန်သိမ်းထား အများစုစစ်မှုထမ်းတင်နန်းစင်များဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်စက္ကန်းဝင်းကျင်တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့အကြံဖက်စစ်ကော်မရှင်တပ်သား28ယောက်ကိုအရှင်ဖမ်းဆီးရမိထားကြောင်းနဲ့ဖမ်းမိထားသူအများစုဟာစစ်မှုထမ်းစင်တပ်သားတွေဖြစ်ကြောင်းလူထုတော်လှန်ရေးမှာဟာမိတ်အင်အားစု PRA မကွေးစစ်ရေးချုပ်ကိုနောင်သူရင်ကသတင်းဌာနကိုပြောပါတယ်။အကြံဖက်စစ်တပ်ရဲ့တပ်မ69နဲ့စက္ကခ18လက်အောက်ခံ စစ်ကော်မရှင်တပ်သားတွေဟာအာရကတပ်တော် AA မဟာမိတ်တွေနဲ့ဖြစ်ပွားတဲ့ထိတွေ့တိုက်ပွဲတွေကနေကိုလိုယုံထွက်ပြေးလာကြရမှာလူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မခွေကအရှင်ဖန်စီရမိထားတာဖြစ်ပါတယ်။ဖန်စီရမိတဲ့28ယောက်ထဲသတိစစ်သားအနေငယ်သာပါဝင်ပြီးအများစုဟာနိုင်ငံတော်ဝန်ကပေါ်တာဆွဲဖန်စီခံထားရသူတွေဖြစ်ကောင်းစစ်မှုထမ်းအပတ်စဉ်ခုနှစ်ကနေ73အထိတင်နန်းဆင်းထားသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ကျွန်တော်တို့ဖန်စီထိမ့်သိမ်းထားတာစစ်မှုထမ်းတွေများတယ် စကခ18ကနေတရင်ကိုရင်လာတာမှာသတိသက်သားက၄ပုံပုံရင်တပုံပဲပါတယ်စစ်မှုရန်အပတ်စဉ်၄၅6ကနေစစ်မှုရန်အပတ်စဉ်၄၅6ကနေစတွေ့ရတာသတိသက်သားကတရောင်နှစ်ယောက်ထိန်းဖို့လောက်ပဲပါတယ်လို့ပြောကြတယ်သူတို့တွေပြေးလာကြတာကတိုက်ပွဲကြားကနေကိုလူယုံပြေးလာကြတာလက်နက်တွေပါဖို့မပြောနဲ့ယူနီဖောင်းတွေပါချုပ်ဖြစ်ခဲ့တဲ့သူတွေရှိတယ်မိသားစုတွေဆွေမျိုးတွေမပါကြဘူးသူအစုနဲ့သူပြေးကြရင်လည်းလူစုွက်ပြီးကျွန်တော်တို့ဖမ်းမိတာမျိုးပေါ်လို့ လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မှတ်ကွေးစစ်ရေးချုပ်ဟိုနောင်သူရင်ကသတင်းဌာနကိုပြောပါတယ်လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မှတ်ကွေးအနေနဲ့ဖန်ဆီးရမိထားတဲ့စစ်တုံးပန်းတွေကိုနိုင်ငံတကာစစ်တုံးပန်းဥပဒေစည်းငင်းတွေနဲ့အညီကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားရလို့လည်းပြောပါတယ်ကျွန်တော်တို့အနေနဲ့အခုလိုဖန်ဆီးထိန်းသိမ်းထားရတာတာဝန်ကြီးတယ်သူတို့အတွက်စာဝတ်နေရေးနဲ့ထိန်းသိမ်းရေးတွေမှာတော့တာဝန်ကြီးပါတယ်လို့လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးစစ်ရေးချုပ်ကိုနောင်သူရင်ကသတင်းဌာနကိုပြောပါတယ် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးအနေနဲ့မကွေးတိုင်းငဖဲမြို့နယ်တွင်ကအမ်ပဒန်လန်ပိုင်နှင့်ကြားဒေသတွေအပါအဝင်ပသိမ်မုံရွာလန်ပိုင်တွေမှာအခြားသောတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီးစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။